အခုစစုံစမ်းစစ်ဆေးရေးနဲ့တရားဥပဒေအရပဲဆိုတော့ဒီ Department of Justice ပါလာတာဒီ sanction လောက်ထားတဲ့လူတွေနော်သူတို့ရဲ့လွတ်လပ်စွာသွားလာခြင်းတွေဘာတွေကိုတော်တော်ထိခိုက်တယ်ဗျသူတို့ဘယ်နေရာရောက်ရောက်အဲ့ဒီတိုင်းပြည်ကနော်အမှတ်စဉ်စောချက်သူယူရီးယားပဲလာတယ်ယူရီးယားရဲကိုသူတို့ဖန်ခိုင်းလို့ရတယ်နော်ယူရီးယားရဲက အမေရိကကိုပို့ပေးဖို့အတွက်သူတို့ extradition တွေပဲသူတို့ညှိနှိုင်းလို့ရတာပေါ့နော် Department of Justice ကပထမအဲ့ဒါ scam center strike force နော် no? task force မဟုတ်ဘူး အဲ့တော့ strike force ဆိုတာသူတို့ဟိုမြ мян ဆန်းဆန်းလေးပြင်းပြင်းထန်ထန်လှုပ်လို့ရအောင်လှုပ်ပိုင်ခွင့်ပူပေးထားတဲ့ force ပေါ့နော် task force ဆိုတာကတော့ဟိုအဖွဲ့ပေါင်းစုံအများကြီးပါလိရှိတယ်ပြီးတော့သူတို့ကအရှိသဖြင့်ပေါ့နော်ဒီလိုနိုင်ငံရေး policy ချဖို့လို့အဲ့လိုလေ့လာဖို့လို့အဲ့ရမျိုးတွေကိုသူတို့က task force ခေါ်တယ်ဗျာအဲ့တော့ strike force ဆိုတော့သူတို့ပို့ပြီးတော့ပြင်းပြင်းထန်ထန်မြ мян ဆန်းဆန်း လုံမဲ့အလားအလာရှိပါဘောလေနော်အဲ့တော့အဲ့ထဲမှာသူတို့ဒီအဓိကကတော့ဟို DOJ ပေါ့လေ Department of Justice ဟိုဘမ္ဘာလို့အနည်းစားဆုံးပြရင်တရားရေးဝန်ကြီးဌာနပေါ့သူကလောက်တာကိန်းတာအထီးရောက်ဆုံးတော့ဖြစ်မယ်ဗျမဖြစ်လို့လဲဆိုလို့ရှိရင်ဒီ Department of Justice ပါလို့ရှိရင်နော်ယူရီးယားကနေပြီးတော့ထားလိုက်ပါတော့ဗျာနော် ဒီကြားပြန်လုပ်တဲ့လူတွေကိုဖမ်းတယ်ဆိုလို့ရှိရင်အမေရိကကို extradite လုပ်ဖို့ပေါ့နော်သူတို့ရွှေ့ပြောင်းပြီးတော့အမေရိကမှာတရားစီရင်ဖို့ဆိုပြီးတော့သူတို့လုပ်လို့ရတယ်နော်ပြီးတော့ Department of Justice ကတခြားတိုင်းပြည်တွေနဲ့ညှိနှိုင်းပြီးတော့ဒီ American ဥပဒေနဲ့နော်အဲ့တခြားတိုင်းပြည်ရဥပဒေနဲ့ကိုသူတစ်ခုစလုံးနဲ့အကျုံးဝင်နေနော်အဲ့ဒီတရားရေးအရာဆောင်ရွက်မှုတွေ ဲ့ဒီလူတွေကိုဖမ်းဆီးပြီးတော့ဒီကိုပို့တာတို့နော်သူတို့ဟိုဘက်မှာဒီကအဲ့လို FBI agent တို့ဘာလို့ကသူတို့လုလုခွင့်ကင်ခွင့်နော်ပို့ပြီးတော့ရဖို့လို့အဲ့ဒါတွေကိုသူက Department of Justice ကလုတ်ပေးလို့ရတယ်ဆိုတော့အဲ့ဒါတော်တော်အရေးပါတဲ့ကိစ္စပေါ့နော်ပြီးတော့မှအောက်မှာ FBI ပါတယ်ဆိုတော့ FBI ကတော့သူကဟို investigate လုပ်တာပေါ့လေသူတို့ကထောက်လှမ်းရေးပေါ့နော် ဒါပေမဲ့သူတို့က specialist ထောက်လိုင်းရေးမဟုတ်ဘူးရိုးရိုးအမှုအခင်းထောက်လိုင်းရေးပေါ့ဒါပေမဲ့ FBI ကတခုသူကထူးခြားတာဟိုကျွန်တော်တို့ဒီကလူတွေကသူတို့ကို tip blind ဆိုတာရှိတယ်နော်သတင်းပေးလို့ရတယ်အဲ့တော့အမေရိကန်မှာရှိတဲ့လူတို့တကဘာလုံးဝလူပါပဲသူတို့ဟိုဝင်ပြီးတော့အဲ့ဒီ internet မှာဝင်ပြီးတော့အဲ့ tip blind မှာသူတို့ဒီကြားဖြန့်လုပ်နေတာအဲ့လိုငွေမဲငွေပြူလုပ်တာ money laundering လုပ်တာနော် အဲအဲ့ရမျိုးတွေအဲ့လိုသူတို့တရားမဝင် လုပ်နေတဲ့ကိစ္စတွေကိုသတင်းပေးလို့ရတယ်အဲ့တော့ FBI ရဲ့နော်ဒီဟိုကျွန်တော်တို့ဒီက diaspora တွေနဲ့နော်ဟိုကဟိုကလုပ်တဲ့ဥစ္စာအဆက်အသွယ်လုပ်တဲ့ဥစ္စာအဲ့ဒါတော့ဟိုပူထီရောက်တာပေါ့လေပြီးတော့မှဒီ United States Secret Service ပါတယ်နော် Secret Service ဆိုတော့ဟိုသူတို့ကဒီလိုပို့ပြီးတော့ဟိုနီးတင်ညာဘိုင်းနေနော်ပို့ပြီးတော့ ထိရောက်တာတိုးတက်တဲ့ဥစ္စာတွေသူတို့ကဒီ cyber crime ပေါ့နော်ဒီ internet မှာဟိုရာဇဝဲမှုကျူးလွန်တာတွေပါတွေအဲ့လို cryptocurrency တို့အဲ့ဒါတွေကိုသူတို့က specialize လုပ်တဲ့လူဆိုတော့သူတို့ကဒီဟို FBI ကိုသူတို့က specialist အနေနဲ့အထောက်အပံ့ပြုတာပေါ့လေပြီးတော့မှဟိုအခုကျွန်တော်တို့နားလည်တော့ကဒီ C4ADS တို့ပါတို့ကလေကူပြီးတော့လုတ်ပေးတယ်ကြအဲ့တော့ C4ADS ဆိုတာ Center for advanced defense studies เนาะအဲ့တော့သူတို့တွေကလည်းအဲ့လိုနီးပညာပိုင်းဆိုင်ရာဆိုတော်တော်ထိရောက်တယ်ဗျာဟို geo positioning ဆိုတာ telephone call လीเนาะ wireless ပဲဒါပေမဲ့ဘယ်နေရာနေပြီးတော့ဘယ်ကိုခေါ်တယ်လဲဆိုတာကိုသူတို့က geo positioning data နဲ့မှတ်ထားလို့ရတယ်အဲ့တော့သူတို့ကအဓိကဒီကြားပြန့်လုတ်တဲ့နေရာတွေနဲ့နေပြည်တော်နဲ့အဆက်အသွယ်လုတ်တာတွေကိုပတ်ထားပြီးတော့သူတို့က ဒီ FBI တို့เนาะဒီဟို DOJ ဟို USSS เนาะအဲ့လို secret service တို့ဘာလို့သူတို့ကဒီ technical evidence ပြတာပေါ့လေเนาะတသက်ထောက်ထားအဲ့တော့ဒီက justice department ကလုတ်လို့ရှိရင်ဥပမာဆို sanction လုတ်တယ်ဆိုရင်လည်းဒီလိုပဲအဲဒီကောင်လေးကိုငါတို့ကြည့်လို့မရဘူးကွာဆိုပြီးတော့ရမ်းပြီးတော့ sanction လုတ်လို့မရဘူးရ sanction လုတ်တယ်ဆိုရင်သူတို့တသက်အထောက်ထားအကုန်လုံးပြပြီးတော့မှဒီတရားသူကြီးတွေဘာတွေစီကအခွင့်တောင်းရတယ် နော်အခုဟိုကြားဖြတ်လုပ်တဲ့လူတွေစီကဒီ Starlink တွေပိတ်ဖို့ဥစ္စာတော့မှသူတို့ကျွန်တော်တောက်ကြနေတော့တွေ့တယ်သတင်းထဲမှာလေဟိုတရားသူကြီး၂ရောက်စီကသူတို့အခွင့်တောင်းရတယ်ကျွန်တော်တို့ Best Starlink တွေကိုကျွန်တော်တို့ပိတ်ခွင့်ပြုပါဒီတက်တွေအထောက်အထားနဲ့ဆိုတော့အဲ့တော့သူတို့နောက်ကနေပြန်ပြီးတော့ညင်းလို့မရအောင်လေအဲ့တော့တယောက်ကို sanction လုပ်ပြီးဆိုလို့ရှိရင်ဒါအရန်ဟိုရမ်းပြီးတော့ငါတို့မတင်ကြရတဲ့လုပ်လိုက်မယ်ဆိုတာမျိုးမဟုတ်ဘူး တတ်တည်အထောက်အထားအပြည့်အစုံရှိတော့မှလုပ်တာပေါ့လေအဲ့တော့အခုကျွန်တော်နားလည်တော့ကတော့အခုဒီ strike force ကအခုတမျိုးတွေလုတ်ခွင့်ရှိတော့ပေါ့လေပြီးတော့မှသူတို့ယူရီးယားရဲနဲ့သူတို့အခု FBI နဲ့ချိတ်ဆက်ပြီးတော့လုတ်နေတယ်ဆိုပြီးတော့ကျွန်တော်သတင်းတွေထဲမှာတွေ့ရတယ် နံပါတ်1 action ကျွန်တော်တို့တွေ့တာတော့ငွေကြေးစီစဉ်မှုကိုသူတို့ထိခိုက်အောင်လုပ်တော့ပေါ့ကြာလုံးဝကြီးတော့ပိတ်လို့မရအောင်ဒါပေမဲ့ဒီအမေရိကန်ငွေကြေးစီစဉ်မှုသူတို့စနစ်ကနေပြီးတော့လုံးဝထုတ်လိုက်တာပေါ့လေ sanction လုပ်တယ်ဆိုတာအဲ့တော့မေရစပြီးတော့မေတုန်းကဒီ BGF နဲ့စောချစ်သူတို့ sanction လုပ်လိုက်တာနော် now September ကျတော့ဒီ KNA ကိုထပ်လုပ်တယ်အခု ဟို17ရက်နေ့ကျတော့သူတို့ဒီ DKBA ထပ်လုပ်တယ်ပေါ့နော်အဲ့တော့သူတို့ဖြည်း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 နဲ့သူတို့ဒီအထောက်အထားခိုင်လုံလာပြီဆိုလို့ရှိရင် sanction လုပ်နိုင်တဲ့အခြေအနေရောက်လာပြီဆိုရင်သူတို့ sanction လုပ်တော့ပေါ့လေအဲ့တော့ဒီတခါ sanction လုပ်တာသူတို့ UK လဲပါတယ်ဗျာပြီးတော့မှဒီတကဘာလုံးကိုသူတို့ကလှည့်ပြီးတော့ဒီကြားဖြတ်တော့ဒုက္ခပေးနေတာဆိုတော့အရင် sanction နေတဲ့ ပို့ပြီးတော့ဟို coordinate လုပ်မှာပေါ့ဗျာတို့ညှိနှိုင်းပြီးတော့လုပ်ဖို့အလားအလာရှိတယ်လို့လူတွေကယူဆကြတယ်ဗျာနော်ဒီ EU တို့ဘာလို့လဲပါလာမယ်ထင်တယ်အဲ့တော့နံပါတ်1ကတော့ငွေကြေးစီစဉ်မှုပေါ့နော်ပြီးတော့ဒီဟိုတို့ဆက်သွယ်ရေးဖြတ်တောက်ဖို့အဲ့ဒီအတွက်ကိုဒီပထမကတော့ဒီ Starlink ကိုပဲမင်းနေတာမင်းနေတော့ ော်ရောရောရှင်းလင်းပြရတော့ဗောလေဒီ starling တခုရင်းနဲ့လုံနေတာမဟုတ်ဘူးเนาะဒီဟိုအရင်တော့ဟို Yuria ISP လာ now ဟိုဗမာပြည်က Mitel အခုဆိုရင်အဓိက Mitel လို့မျိုးဖြစ်နေတယ်ပြီးတော့မှဒီ starling တွေကိုပိတ်ဖို့ဆိုတာเนาะဟိုခင်ဗျားတို့ starling ကိုပိတ်လိုက်လို့ရှိရင်ဒီ sales စုကိုခင်ဗျားတို့သူတို့အကျိုးအတွက်လုတ်ပေးတာမျိုးဖြစ်သွားမယ်ဟိုကဒီ starling တွေကိုတမင်ကိုဒီမှာဟိုဟာ KG ပကိုဝင်တိုက်တယ်ဆို Starling เนาะ30တွေ့ပါတယ်ဆိုပြီးတော့သူတို့ကဒီဥစ္စာတမင်သက်သက် Starling ကိုပိတ်အောင်သတင်းဖြန့်တာမျိုးဖြစ်တယ်လေအဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကအဲ့လို Congress တို့ State Department တို့ပြောရတာပေါ့လေအဲ့တော့သူတို့ကြည့်ရတာလဲလက်ခံတဲ့ပုံရှိပါတယ်ဘယ်လိုစင်အကုန်လုံးသူတို့ဟိုအကုန်လုံးခရဲဘောမာကြီးမှာရှိတဲ့ Starling တွေအကုန်လုံးငါတို့ပိတ်မယ်ဆိုတာမျိုးတော့သူတို့လုံးမဲ့ပုံမရှိဘူးเนาะအဲ့လို selectively ပဲရွေးပြီးတော့ ဟိုပိတ်မှာပေါ့လေအခုဆိုဒီတရားရေးဝန်ကြီးဌာနပါနေပြီဆိုတော့သူတို့ဒီ administration ကနေတစ်ဆင့် executive branch ပေါ့ဗျာနော်ဒီဟိုနိုင်ငံခြားရေးဝန်ကြီးဌာနတွေဘာတွေအချင်းချင်းဆက်သွယ်ပြီးတော့သူတို့ညှိနှိုင်းရပါပေါ့လေဘာဆိုရင် Thai ရဲကလေသူတို့ဘလောက်ဒီကြားဖြတ်နေနဲ့ပတ်သက်နေတယ်ဆိုတာတော့မသိကြအောင်သိချာလေနော်အဲ့ဒါအဖွင့်ပြောတာတွေဘာတွေမရှိဘူး ဒါပေမဲ့ကြားဖြန်ငွေများတော့เนาะဘယ်နေရာမဆိုသူတို့လက်ထိုးထားမယ်လို့ယူဆတယ်เนาะသူတို့ဒီဟိုဟာ influence လေရှိမှာပေါ့ဗျာရှိမယ်ဆိုတော့ဒီလိုသူတို့ diplomatically လဲသူတို့နှိမ့်နိုင်ရမယ်လို့ကျွန်တော်တို့မြင်တယ်ဗျာအဲ့ဒါကြောင့်သူတို့ဒီ Department of Justice တို့ဘာလို့ပါလာတာပေါ့လေ ေရေးအရာတော့ဒါတမရခွင့်ပြုချက်မရဘဲနဲ့ဗမာမစစ်တိုင်လို့မရအောင်နဲ့တူတယ်ဗျပြီးတော့စေရေးအရာသူတို့မလုပ်ရင်မဖြစ်မှာလုပ်ပါလေအဲ့တော့အခုဟိုစစ်တပ်အဖွဲ့အစည်းမှမပါဘူးနော်အခုစားစုံစမ်းစစ်ဆေးရေးနဲ့တရားဥပဒေအရပဲဆိုတော့ဒီ Department of Justice ပါလာတာဒီ section လောက်ထားတဲ့လူတွေနော် တို့ရဲ့လွတ်လပ်စွာသွားလာခြင်းတွေပါဒီကိုတော်တော်ထိခိုက်တယ်ဗျာသူတို့ဘယ်နေရာရောက်ရောက်အဲ့ဒီတိုင်းပြည်ကเนาะအမှတ်စဉ်စောချက်သူယူရီးယားပဲလာတယ်ယူရီးယားရဲကိုသူတို့ဖန်ခိုင်းလို့ရတယ်เนาะယူရီးယားရဲကအမေရိကကိုပို့ပေးဖို့အတွက်သူတို့ extradition တွေပါဒီသူတို့ညှိနှိုင်းလို့ရတာပေါ့เนาะ Department of Justice ကအဲ့တော့သူတို့ရဲ့လုတ်ပိုင်ခွင့်တွေပါဒီကဟိုသွားလာခွင့်လွတ်လပ်စွာသွားလာခြင်းတွေပါဒီတော်တော်ထိခိုက်တယ်ပေါ့လေ စ်လာနိုင်ခြေတော့ရှိတယ်ဒါပေမဲ့သူတို့ကတော့ဘာပို့ထိရောက်လဲဆိုတာကြည့်ပြီးတော့လုံမှာပေါ့နော်ဒီလူတယောက်ဖမ်းပြီးတော့အမှုစစ်ပြီးတော့သတင်းစာတွေထည့်တာနော် for sure ပဲဖြစ်ရင်ဖြစ်မှာဒီငွေကြေးကြီးကိုပိတ်ဆို့တာပို့ပြီးတော့အကုန်လုံးအတွက်ကိုပို့ပြီးတော့ထိခိုက်တယ်လို့ဟိုကျွန်တော်တို့ကတော့မြင်တယ်ဗျအဲ့ဒါကြောင့်သူတို့ဒီကထိခိုက်လာတယ် ဲ့တော့ငွေတေးထိခိုက်တယ်ဆိုလို့ရှိရင်နော်အဲ့လောက်15 billion လောက်ဆိုလို့ရှိရင်နော်ဒီနိုင်ငံတော်လုံခြုံရေးပါထိခိုက်လာမယ်ဘာလို့ဆိုရင်ငွေများလာလေလက်ထိုးလို့ရလာလေနော်ဟိုသူတို့ဒီ spy လို့လို့ပူကောင်းလေပေါ့နော်တချို့လို့လို့အဲ့တော့ဆိုရင်ဟိုဟိုဒီနိုင်ငံရေးကိုအဓိကနော်ဟိုထိခိုက်နိုင်တဲ့အလားအလာရှိတော့သူတို့အခုအမြန်လောက်ရတော့ပေါ့လေမေလမှာ BGF နဲ့စောချစ်သူတို့တို့ sanction လုပ်တယ်နော်ဒီ September မှာ KNU sanction လုပ်တယ်နော် October ရဲမှာ Cambodia လူတွေကို sanction လုပ်တယ်ပြီးတော့အခုဟိုဒီ November ရဲမှာဟို DKBA ကို sanction လုပ်တယ်အဲ့တော့အဲ့လိုမျိုး set တိုင်း sanction လောက်တာကျွန်တော်တို့တခါမှမတွေ့ဘူးရအာနာသိန်းတော့အတော့နော်တနည်းကိုတခါနှစ်ခါလောက် sanction လောက်လို့ရှိရင်ကိုကျွန်တော်တို့တော်တော်ဟုတ်နေပြီထင်တာလေအဲ့ဒါမနေတောင်းရတာအခုကဘယ်သူမှမတောင်းမင်းနဲ့သူတို့ကသူတို့ sanction တခါတည်းကိုအများကြီးလှုပ်ချလိုက်ပြီတဲ့ဆိုတော့အဲ့ဒါကျွန်တော်တို့ဟိုသူတို့ထိတိရဲရောတည်တည်ချာချာစဉ်းစားနေပြီသူတို့အတွက်လည်းအရေးကြီးတယ်ဆိုပြီးတော့လေကျွန်တော်တို့ကတော့ယူဆတာပေါ့လေ